အားလုံးမင်္ဂလာပါ Idea with Thumyin Du Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဖိုးကျော်အေးသားထားတဲ့ Golden Grade တို့မဟုတ်ရေအောင်မျိုးတို့ဆိုတဲ့စာအုပ်အပိုင်းခုနှစ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ် Golden Grade တို့မဟုတ်ရေအောင်မျိုးတို့ဆိုတဲ့စာအုပ်ကရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကကန်းကုန်တော်ဘုရားသမိုင်းအကြောင်းအခြေခံပြီးတော့ရေးသားထားတာဖြစ်ပါတယ်။ဒန္နာယီလာကန်းကုန်တော်ဘုရားသမိုင်းအကြောင်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါနားဆင်ပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ Godon Grado မဟုတ်ရေအောင်မြို့တော်အပိုင်းခွနစ်လူငယ်ဖြစ်တဲ့ဥအောင်သားဆန်က Aryan ရဲ့ကြီးကြေခံနာတဲ့ဘုံမရိတ်မျိုးကြီးကိုအထင်ကြီးတယ်လို့ဘုံမရိတ်တထဲကြီးတွေကိုလည်းအထင်ကြီးတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့အတွေ့အကြုံတက်ကိုလေလူငယ်ပြပြသိကျင်နေခြင်းစမ်းသပ်ခြင်းတဲ့အတွက်ကြောင့်မလို့အဖေရေတို့မိုက်စီဘုံမိုက်တထေးကြီးနဲ့သမင်းတစ်ခါလောက်စားဖို့ရရှိအောင်စားကြမယ်ဗျာ။ ။ဓမင်းစားခြင်းပဲဟာကိုဘာလို့စားမယ်မပြောတာလဲ။အဖေတို့နဲ့ဒီလောက်ရင်းနှီးနေတဲ့ဥစ္စာဆိုပြီးပြောပါလေ။သူကအတူရဲ့အဖေကမင်းတို့နဲ့ဓမင်းအတူတူလက်ဆုံစားဖို့မပြောနဲ့။မြောက်ပိုင်းကအာရီယန်တွေဆိုလို့ရှိရင်ငါတို့ထိုင်သွားတဲ့နေရာတော့နွားနုံနဲ့ဆေးချဖြစ်တယ်ဆိုတော့မကြောက်ဘူးလား။ခုဒီတောင်ပိုင်းကအာရီယန်တွေကဓမင်းခိုကျွေးဖက်ခိုသေးတယ်။အဖေတို့နဲ့အတူတူသူတို့ကဘလို့မှမစားကြဘူး။သူတို့အကြောင်းအဖေမသိသေးတဲ့အရင်ကကဖေတို့နဲ့တလောက်ရင်းနှီးနေတာပဲ ပြီးတော့သူတို့ကတထေးကြီးတွေပဲသမီးနှစ်ယောက်၃ယောက်ဆောက်လောက်ကတော့အစီအပါးတွေသွန်ပြတာလောက်ပဲရှိမှာဆိုပြီးတော့မှကျွန်တော်နဲ့ကျွန်တော်ကလည်းစားတယ်ဆိုပြီးတော့သူကစတာဆမယ်ပြောတော့မင်းအဖိုးငါအဖေကမျက်စိမျက်နှာပြတ်သွားတယ်။ဒါကြောင့်သူတို့သာတယောက်အမအတူတူဝင်ပြီးမစားတာကျွေးပါလေ။တကယ်ကောင်းတဲ့အစားအသောက်တွေနဲ့ကျွေးပါလေ။အုံထမင်း၊ထောပတ်ထမင်းနှမျိုးတောင်ဟင်းကြတော့မုန်ကြီးရဲနဲ့ဘေးရဲနှစ်ခုပဲတည်ရဲ့ အရက်ဆုံးပဲမျိုးစုံအချင်းတွေရောအဆက်တွေရောအရေအဖက်တွေအားလုံးမုံညင်းစီနဲ့ဖောဘတ်နန်ကြီးပဲနန်နေလို့ငါမှအုံထမင်းတစ်ခုရဲ့စားနဲ့ကြိုက်ပြီးမျိုးချလာတဲ့ရတယ်။သမင်းစားပြီးတော့နိုစင်းကလောက်နိုးလို့ပြောတာလားကွာ။နိုထမ်းဒင်ချင်လေးပါလေ။နိုနန်နန်လို့သမင်းစားတော့ငါပဲအန်ဂျင်နေတာ။သမင်းစားပြီးတော့နုနဲ့လှုပ်ထားတဲ့မုန်းကြီးပဲကြည့်တော့ငါတို့မှစားထားတဲ့အုံထမင်းတွေပြန်မထွက်အောင်မနေအောင်ထားရတယ်။တကူတော်တော့တာကတော့ စွန်ဘလူရောတပကံကြီးပါလို့ပဲဒီအာရန်တွေအဲ့လိုနိုးစီစားတဲ့ဟာကသူတို့ချွေးထက်တာတော့သူတို့ချွေးကထောပန်းနဲ့နန်နေတာလားမသိတော့ပါဘူးကွာသူတို့နှာခေါင်းကတော့သူတို့ကိုယ်တင်းတဲ့ဟာမှွေနေမှာပေါ့အဲ့ဒီတော့ပဲအာရန်တစ်ထေးကြီးအင်္ဂါသမင်းရောကလမ်းသွားခဲ့တာအခုထိပဲဆိုပြီးတော့သူ့ဖေကပြောပါတယ်ဒါဆိုသူတို့သမင်းပွဲကအသားငါးတွေလုံးဝမပါဘူးပေါ့အော်တော်ရတဲ့ကြောင့်မလို့သူ့ဖေကိုမိမိပါတယ် တန်းတန်းနေနေတာတကွာချွေးထွက်လို့မိန်းကလေးတွေကကိုကအငန်နဲ့နည်းနည်းရရင်တော့မိဘတွေကဒီကောင်မလေးဆားဆားမြတယ်ညင်ကိုကနန်လိုက်တာဆိုပြီးပြောတယ်ငါကြောက်ဘူးလေသူတို့ဒီလေးကကောင်မလေးတွေဆိုမုံညင်းစီလိမ့်ပြီးတော့သူတို့ကမုံညင်းစီအနမ်းရမှစံတခုနဲ့တင်းနေမှမိဘပီတာတယ်ဆိုပြီးတော့ပြောတာပါဘီရိုသားတို့ဒီနှကောင်းမရင်နဲ့မုံညင်းစီနန်းကသူတို့နှာခေါင်းမှာကြာညိုနေနေမှာပေါ့ကွာဒါကြောင့်မို့လို့လေသူရဲ့မိုက်ဆွေအရင်ကြီးအာလီဘာရဲ့အင်္ဂါထမင်းကို ဦးအောင်သာဆန်ကအခုချိန်ထိတနာမှမစားဘူးပါဘူး။သူတို့ကြွေတဲ့အစားစာဆိုလို့လုံးတန်းတင်ခြင်းဆွန်ဘလူယိုနဲ့မုံမျိုးစုံနဲ့သူတို့ဟီလီတရိုက်ထွက်တဲ့လဖက်ရည်ကျန်းလောက်သာစားတော့ဘူးပါလေ။သူတို့ရဲ့အယူဆကတော့တန်းကားစားသူတွေဆိုတာဇန်နင်းတွေအောက်တန်းစားတွေဆိုပြီးသတ်မှတ်ထားကြပါ့။ဒါကြောင့်မို့လို့လေဘိုးစဉ်ပုံဆက်ကောက်ရင်အကျိုးတူစီးပွားပဲလောက်လာကြပါမယ်။ဦးအောင်သာဆန်ကဘုံမရိတ်မျိုးကြီးကိုတနည်းလျင် နှစ်ခါသုံးခါရောက်တတ်ပေမဲ့အာလီဘာကိုမူကိုတုံဂရိတ်မျိုးကိုတခါမှဖိုက်ခွေရမရခဲ့ပါဘူး။ဇန်နင်းတွေနဲ့ဒလေရေးစီတခီးရဲအတူတော်ပြီးစားတောက်နေထိုင်ရမှာကိုလူလောက်ပုံမရပါဘူး။ကိုယောင်းကုံဝဲကိစ္စနဲ့သူ့လူကုံများကုံပိုးလှက်လျင်နဲ့သူ့အလုပ်သမားတွေကရွက်နေပေါ်မှာဒါနေနေကြပါတယ်။ကုံရောက်လာကြအောင်တခါမှအင်ကိုတက်လာပြီးပြောရမျိုးရှိပြီနဲ့မြစ်ဆိုင်တွေမှာဒါနေကြပါတယ်။ဒါလည်းပဲ ခုဥအောင်သားဇန်နေနဲ့ကိုတုံဝဲကတထေးတညဝူရီကတထေးတွေဒီဘုံမဲမျိုးကိုအစိကန်းတွင် သူတို့အကုံရောင်းအကုံဝဲလာကြလျင်အစင်သည့်နေနိုင်ဖို့အတွက်ရက်ခပူရကုံတေကြီးများတိတ်ခိုကြာကြီးကိုတည်တန့်ဆောက်လုပ်ထားကြရပါတယ်ဒီကြာကြီးကတော့သူတို့ပိုင်လာဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးအတက်ကြောက်ကိုစောင့်ပြီးလမ်းနဲ့ချီပြီးနေနိုင်ကြပါတယ်ဇမ်မတူတဲ့ဘုံမဲတထေးကြီးရဲ့အိမ်မှာတိတ်ခိုနေရတာကိုတညဝူဒီသွားရင်လည်းကိုတုံဂရိတ်သားတွေက အနေထိုင်အစားအသောက်အလုံးတည်ငြိမ်ရည်ဆင်ခြင်နေကြရတဲ့အတွက်ကြောင့်မို့လို့အကျဉ်းသားကြနေတယ်လို့တောင်ထင်မှတ်မိကြတာပါ။တ냐ဝဒီသားတွေနဲ့ကိုတုံဂရိတ်သားတို့ကသာသာငါသာကျူးကြသူများလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အရက်တေစာတွေကိုလည်းအတောက်စားလွန်းလွန်းကျူးကျူးတောက်စားကြတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်မို့လို့လောလောလလနေထိုင်နိုင်ဖို့အတွက်ဘုံမရမျိုးကြီးရဲ့စိုက်ကမ်းမှာသူတို့တဲခိုတဲ့အဆောင်တွေကိုစောက်ထားကြရတာဖြစ်ပါတယ်။စာရောရခဘူရပြည်သူပြည်သားတွေရဲ့အမှတ်တံဆိုင်နဲ့ ရခဝနာအဲ့ခရာကိုရေးထိုးထားုံနဲ့ဒီအဆောင်ကိုမိသူအာရီယန်တွေမှတက်မလာကြပါဘူး။တကားမရှိပေမဲ့ရခပူရသားတို့ရဲ့စာတန်းနဲ့အမှတ်တံဆိုင်ကတရှိအဆောင်ရှောင်းများထက်ပင်ပိုပြီးတော့မှလုံခြုံမှုရှိပါလေ။အာလီဘာတို့ထက်ဇမင်းတဲ့ယမနာယူရှိရဲ့အာရီယန်တမျိုးတစားတွေကတော့ရခပူရသားတွေရဲ့တောက်စာကျူးများ၊ဒါစာကျူး၊အမဲစာကျူး၊ဘလူးဆိုပြီးတော့မှသဘောထားကြပါလေ။ဒါကြောင့်မလို့ရခပူရသားတွေကို ဗျမနအယူရှိတဲ့ဘုံမရိတ်သားတွေကတော့အာရီယန်တွေကတော့ဂုံရောင်းဂုံဝဲဆက်ဆံရုံကိုမစိုးထားနဲ့ရက်ကပ်ဘူရသားတွေရဲ့အင်ရိုက်တွေကိုတော့မနှင်းကြပါဘူး။အာလီဘာတို့ကတော့ရက်ကပ်ဘူရသားတို့နဲ့အတိုင်းအတာတစ်ခုထိအယောင်ဝဲဖောက်ကသွာလာဆက်ဆံနေကြတယ်ဆိုတာကတော့သူတို့ကိုးဝေတဲ့ဂျီဝါဘီဒနိုလက်ရှမီရှမ်လီပရမေစသည့်နတ်ဖျားတွေနေနဲ့ဂေါရမဖျားဆိုတာလေတပတ်အပါဝင် ဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးစုံမတူညီကြပါပဲ။ ဖျားချင်းနှီးနွယ်နေတဲ့အကြောင်းမလို့အပေါင်းအသင်းလှုပ်လာခဲ့ကြတာဖြစ်ပါတယ်။အာရီယနိုင်ငံမှာဇန်သိန်းဇမင်းနဲ့ယူဝရဘာရာအယူကွေးများစွာရှိခဲ့တဲ့အကြောင်းမလို့ဘုံမင်းမျိုးစိုက်ကဲမှာရှိတဲ့ရခဝူရသားတို့ရဲ့တေးခိုဆောင်မှာလည်းပဲရခဝူရဂုံတွေလေသမားတွေမရှိလျင်ဇန်သိန်းတဲ့ဆိုတဲ့အာရီယန်တွေကတက်နေလာကြပါတယ်။ဒါကြောင့်မလို့အခုဥအောင်သားဇန်တို့လက်ထက်ကိုရောက်လာတဲ့အခါမှာတော့တေးခိုဆောင်တွေကိုတကားအခိုင်အမာလုပ်ပြီးတော့ ဘုံမင်းမျိုးကယူမီရိုနဲ့ရန်ဝေဖောက်ကနေတဲ့တထေးတွေကိုအဆောင်ရှောက်ပြီးအနှံထားရတဲ့အဆင့်ပေါ်တော့ရောက်နေပါတယ်။ဒီလိုမျိုးပဲဇန်နင်းဇန်မြင့်အယူဝါဒတွေမျောပြလွန်းတဲ့အတွက်ကြောင့်မို့လို့လဲယခုအာလီဘာနဲ့ဦးနီဇန်နမိုက်တို့ကဇန်နာဒေဝီလေးကိစ္စအမင်းမြတ်မီဖို့ပင်အာနာဇန်နဲ့ဆက်မေတင်မမေတင်ဦးအောင်သားဇန်တို့ကမြင်းမိုင်တွေ့ဝင်နေတဲ့အချိန်မှာဇန်နမိုက်ကကိုတုံဘရကမောင်ကြီးများနှုတ်ထက်နေတုံးဆောင်လိုက်ကြပါအောင် ရှင်ဆိုတော့မှအလုံးကလှောက်ရှားတက်ဝင်လာကြပါတယ် စိုးစိုးကသမီးလေးចောင်းကိုမမေးတင်ပဲမေးခဲ့မိရင်တုတ်တို့ညီကိုတွေမောင်နှမတွေကိုခွန့်နှောက်ပေးကြပါဗျာမေးတင်ပါတယ်ခမမေးထိုက်ပါတယ်တုတ်တို့မိတ်ကောင်းဆွေကောင်းတွေဆိုတာဘယ်ယာမဖုံးကွယ်ထားเสียမလို့ပါဘူးမတိုင်ပင်ကောင်းတဲ့အရာဆိုတာလည်းမရှိပါဘူးတုတ်တို့ဇနီးမောင်နှံကသမီးလေးအကြောင်းချက်ချင်းမပြောပြနိုင်လောက်အောင်ဖြစ်သွားကြတာကတုတ်တို့သမီးလေးခမအဖြစ်ဆိုးရှာလွန်းလို့ပါဆိုပြီးအာလီဘာကသူ့ရဲ့တူးဒီတော်သမီး စန္ဒာဒီဝီလေးရဲ့အကြောင်းချင်းရာနဲ့အဖြစ်ပြက်တို့ကိုစုံစုံလင်လင်ပြောပြပါလို့တယ်။နေဥလုံပြီးတော့ဒလာမပြည့်ခင်ဘုံမိတ်မျိုးမှာနတ်ဖျားပွဲတွေကများလာပါလေ။အရှိနောက်တောင်များအရလေးမျက်နှာမှာဖျားပွဲပွဲစီခက်တန်ခောက်တန်တွေကညံလာပါတယ်။ခေါမယုံမပိုးချီချီရက်တွေပြောင်ပြောင်လဲ့လဲ့နဲ့မိမယောက်ျားကလေးလူငယ်တွေကလက်နိုင်မှာပြည့်ကျက်လာပါလေ။ဘုရားကျောင်းမှာရှိတဲ့လက်နေမှာလည်းပဲ ိုးမပေါအောင်စီကားပါတယ်။ဒီခင်ရက်တွေကလမ်းမတွေမှာတည်မြင်ရခဲ့တဲ့ဘုံမရိတ်နုတ်သူမဒီကညာတွေကတော့နတ်ဖျားပွဲတွေမှာအတိအများချင်းကလည်းပဲထူးခြားမှုတစ်ခုဖြစ်ပါတယ်။ဘုရားပွဲတော်တွေကလွဲပြီးတော့အခြားအချိန်တွေမှာဘုံမရိတ်သူပြိုကညာတွေကအပြင်ဘက်ကိုထွက်လေထထမင်းများဆက်စားမရှိကြပါဘူး။မလွဲတာမရှောင်တာအကြောင်းအရာတစ်ခုခုနဲ့တွာလာရလျင်လေယထာလုံးကင်နဲ့ကတွာလာလေရှိကြတဲ့အကြောင်းမလို့ပြိုကညာတွေရှိတဲ့အိမ်ကိုဆွေမျိုးမဟုတ်ကတိတလောက် ရှိကြပါတယ်။ဒါကြောင့်မလို့ဂျီဝလက်ရှမီဘီဒနိုနဲ့ပရမေရှာနတ်ဖျားတွေရဲ့ပွဲတော်တွေမှာဘွန်မရင်းကမှရှိတဲ့ပြောကညာတွေအတွက်အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။နတ်ဖျားရုပ်ထုတွေရှိကိုရင်သွားပြီးတော့ပန်းစီမီအမွေးတိုင်းတွေကတ်လူပူဇော်ကြရမှာ သူတို့ရဲ့အလှကမြို့သူမြို့သားတွေကိုတစ်ကြိမ်တစ်ကြိမ်လှေဟာပြနေတာနဲ့ပဲတူနေပါတယ်။ဒါကြောင့်မလို့လေမြင်တွေ့ရခဲ့တဲ့မဒီကညာတွေကိုကြည့်လို့မြင်လို့ကြိုက်လို့ကြတဲ့ဘုံမရမြို့မှာရှိတဲ့ကာလာသားတွေကလည်းပဲ ဘုရားပွဲမှာကြိတ်ကြိတ်တို့စီကနေတာပါကာလသားတွေကမိကျန်နေတဲ့မဒီကညာတွေကို တွေးရှိပါကမျက်စမျက်နှာနဲ့အေးပြုံးကိုမူရာတွေနှုတ်မူရာတွေနဲ့ဇတုချင်းချီရဲဆိုနိုင်တဲ့အခွင့်အရေးလေးပဲရှိကြပါတယ်ဒါကတော့တာမန်ကာလသားတွေတက်ဖြစ်ပြီးတော့ဂုံတဲ့င်းတစ်ခုနဲ့တစ်ခုတို့ကြောင်းမှုကိုလိုလားကြတဲ့ကာလသားတွေကတော့အနှိမ်ဆုံးရှင်နာဖျားတူဝင်ပူးပြလင်းတို့၎င်းအလေလက်အဆင့်မိနင်းပွဲမှာမိနင်းပြတဲ့သူတို့၎င်း ဒီထက်မြင့်တဲ့အဆင့်ကတော့လက်ဖျက်ဝင်ပုနေတဲ့အပြင်ကိုယ်ငါအစိတ်ပန်းတွေကိုတန်ချွန်စူးချွန်တွေနဲ့ထိုးစိုက်ပြီးတော့လကောင်းရှားနှခမ်းစသည်တို့ကိုထိုးချွန်ထက်တဲ့တန်စူးတန်ကျိုးတွေနဲ့ထိုးပေါက်ပြီးတော့မိကြီးမိခဲ့တဲ့ရေးရဲနေနေတဲ့မိကြီးတော်တဲ့ခြေလန်းတစင်းတစင်းလျှောက်တော့ပြရဲ့လကောင်းမိမိတို့ရဲ့အခုတဲ့င်းကိုရယူနိုင်ကြတဲ့ပွဲဖြစ်ပါတယ်ဒီတဲ့င်းတွေကတော့တမိရှင်တွေကိုရောက်သွားနိုင်တဲ့အကြောင်မလို့ အဆင်ပြေတဲ့ရှစ်သူခြာနေတမျိုးလေးဖြစ်ပါတယ်။ကြီးရင်နေတဲ့သူရဲ့တက်ကတော့သူတို့ရဲ့ဒီလက်သမားကြီးပညာနဲ့နတ်ဖျားတွေပေါ်ယုံကြည်တတ်ဝင်မှုကို ပြသကြခြင်းဖြစ်ပါတယ်။မိတို့ပင်ဆိုစေကောင်းမှုသူတို့ရဲ့အစဉ်လာယုံကြည်မှုနဲ့ဒီလက်သမားကြီးအစွမ်းတွေကတော့တခြားဘာသာဝင်တွေအတွက်အံ့တပါပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေချို့တော်ကိုတုံဂရိတ်သားတွေကဒီလိုမျိုးပွဲတွေကိုမြင်တွေ့ချင်ကြတဲ့အတွက်ကြောင့်မို့လို့ကုံရောင်းကုံဝေလာတဲ့အခါမှာ ဘွန်မန်နိုရဲ့နတ်ဖျားပွဲတွေကိုမှန်းဆက်ပြီးတော့သွားတတ်ကြပါတယ်။သူတို့ Golden Grade မှာတော့ဒီလိုမျိုးအစွမ်းပြနိုင်တဲ့သူဆိုပြီးတော့တဦးတယောက်မှမရှိပါဘူး။ဘွန်မန်နိုမှာတော့ကာလသားပေါအွေဆိုရယ်မထိုးစားနဲ့တက်ကြီးရွယ်အိုအဲမှာလေးပဲဒဇုံတယောက်မှမရှိပါဘူး။ဒါကြောင့်မလို့လေဘွန်မရိတ်သားတွေရဲ့ဒီလက်သမားတွေအစွမ်းကအဲ့ဩစီဆိုရင်လေအဲ့ဩစီရပဲဖြစ်ပါတယ်။ဘွန်မရိတ်တို့ရဲ့သမီးပြိုလေးဆန်တာဒေဝီဒီ အများကြီးတို့ဂျီဝဖျားပွဲကိုအပေါင်းပါတယ်နဲ့ရောက်နေပါတယ်ဒီဖျားပွဲကတော့ဘုံမင်းမြို့မှာဇီကားဆုံးနတ်ဖျားပွဲဖြစ်တဲ့အတွက်ကြောင့်မလို့မိသူမဆိုဂျီဝဖျားကောပွဲသူတွေတနေ့တရက်တော့မရောက်မဖြစ်အသွာတကြတဲ့ပွဲဖြစ်ပါတယ်နေရီသူပြိုကညာကာလာသားတွေတက်ကတော့၃ရက်၃ညလုံးသွားလာကြရတဲ့ပွဲဖြစ်ပါတယ်ကြီးရည်နေသူတွေကတော့ဒီလက်သမားပညာကိုပြတ်တကျော်ညာတဲ့ပွဲဖြစ်တယ်လို့လူငယ်ကာလာသားတွေကတော့ ရှစ်သူကြိုက်သူများကိုရှာရတဲ့ဖျားဖွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမျိုးလုံးမှာရှိတဲ့ကာလတားတွေကတိုးမပေါလောက်အောင်စီကားနေပါတယ်။ဒီထက်မှာဟီလီဒရိုက်တထေးကြီးဟူသောအမည်နာမနဲ့အလွန်လွန်ကြွားချမ်းသာတဲ့အဇာဘိုင်ရဲ့တထေးသားအာဇန်ဟုလည်းပဲပါနေတဲ့အတွက်ကြောင့်မလို့အာဇန်ဟုကစန္ဒာဒေဝီလေးကိုအလှပကိုမြင်တဲ့အခါမှာချစ်မဝိုင်းချင်မဝဖြစ်သွားပါတော့တယ်။ဒါကြောင့်မလို့လည်းပဲကာလာသားရဲ့အုတ်ထဲကမှစန္ဒာဒေဝီလေးကိုမျက်စက်မျက်နှာနဲ့ ်ရှိရဆိုပါတယ်။မကြမ်းမကြမ်းစကားတွေနဲ့လိုက်ဆပါတယ်။သို့တော့စန္ဒာဒီဝီလေးကသူ့ကိုတစ်ချက်ပင်လက်မကြည့်ပါဘူး။စီမီပန်းအမွှေးတိုင်တစ်ထုပ်ကြီးကိုပိုက်ပြီးတော့ရှင်မရင်သာခြေလန်းနဲ့ဂျီဝအနဖျားចောင်းထည့်တော့လမ်းဝင်တော့ပါတယ်။အာဇန်ဟုတတိသားကငင်းမိုးပြီးတော့ကြံခဲ့ရပါလေ။ဒါပေမဲ့မိဘကုံပစ္စည်းဥစ္စာဇေဝကုံငယ်ရချုံမလှပတဲ့ဂုံတွေကြောင့်သူ့ကိုယ်သူယုံကြည်စိတ်အပြည့်ရှိနေပါတယ်။စန္ဒာဒီဝီလေးကလည်းပဲ သူ့ကိုလှည့်ကြည့်မတော့ရဲ့တာသူ့ရုပ်ကိုမမြင်သေးတဲ့အတွက်ကြောင့်မို့လို့သာသူ့အဖေနဲ့အမေနာမနဲ့အကုန်တဲ့ကြော်စောမှုကိုမသိသေးတဲ့အတွက်ကြောင့်မို့လို့သာအကယ်၍ဒီယာရီကိုသိမယ်ဆိုလို့ရှိရင်တော့သူ့ကိုမြင်သူမှမြင်ရမှာမဟုတ်ဘူးဆိုပြီးတော့မှသူကယုံကြည်နေပါလေဒါကြောင့်မို့လို့လေပဲစန္ဒာဒီဝီလေးကဖះเจ้าကအထွက်ကိုစောင့်ပြီးတော့ခြေရဆူလိုက်ပါတယ်မထီတိစပြောတဲ့အခါမှာလေပဲပုံဝင်လင်းလင်းချစ်ချောင်းစကားကိုဆိုပါတယ် တထေသာတထေသမီမန်မတိကြသေးတဲ့နှစ်ဖက်အပြိုလူပြိုကာလသားတွေကလည်းပဲအားပေးကြပါတယ်မွေးမပြိုတွေအနေနဲ့ဒီလိုကျေးဇူးရငုံမချိုက်ဆိုတလေရောအများရှိချီးရဆိုခံရဒီမှာဂုံယူစရာဟုတ်ထင်းစပွေကောင်းပွင့်မဲ့စန္ဒာဒီဝီကသူတို့ဇက်မှာတော့ဒီလိုမျိုးရေးတင်းပြောင်ကြအချင်းကိုမလိုလောက်ပေရအပြုတ်မှုတစ်ခုအနေနဲ့လက်ခံထားတာပါသူတို့ဇက်ရခံယူချက်ကတော့ဖျားပွဲတွေမှာအပြိုကိုလူပြိုကာလသားတွေကစတင်ပြီးတော့ ချစ်ချောင်းတိတ်ချောင်းများပြတ်တလာလျင်ကာလသမီးအပြိုကထိုသူကိုပြန်ရဲ့ချစ်ချောင်းတိတ်ချောင်းပြတ်ယုံလောင်းနဲ့နှုတ်နှစ်ဖက်အတွက်လုံလောက်သွားကြပါပြီ။အကြောင်းမလို့လူပြိုပြိုကာလသားတွေကအပြိုကာလသမီးတွေရဲ့မျိုးရိုးဗီဇတွေကိုစုံစမ်းပြီးတော့မိသားပါတာပြီးပြီးတောင်းရန်ပြီးတော့မင်္ဂလာဆောင်လိုက်ကြယုံတာယခုဒီလူလင်ပြိုကတော့ရေတင်းလွန်ပါလေမိမိကပြုံးယုံမျှပင်မပြဘူးအတင်းအာဓမလိုက်ပြီးတော့ခြေရဲဆူနေတယ်ဆိုတော့က မမပြောတရားရဲ့ဂုံတိုက်ခါကိုအများရှိမှပြည့်ရည်ပြုစီရာဖြစ်နေပါတယ်။ဒါကြောင့်မလို့လည်းပဲစန္ဒာဒီဝီလေးကမျက်နှာလေးကိုပိုတင်ပြလိုက်ပြီးတော့သူ့အပေါင်းဖို့အပြော်တွေကိုခေါ်ပြီးတော့သူတို့ယထာလုံးရှိရာစီကိုရှောက်လာခဲ့ပါတယ်။ထို့ထိအာဇန်ဟုကလည်းပဲလိုက်ပါလာပြီးချစ်ခွင့်ပံရမရောက်ခဲ့ရိုင်းပြရာရောက်သွားခဲ့ပါတယ်။ဒါကတော့ဂျီဝဖျားပွဲရဲ့ပထမနေ့ဖြစ်ပါတယ်။ဒုတိယနေ့မှလည်းပဲ စန္ဒာဒီဝီလေးမူချလာမီကိုတိတဲ့တက်ကြမလို့ယထားစိတ်မှာအာဇန်ဟုကလာဆောင်ပြီးတော့စန္ဒာဒီဝီလေးကိုချီရဲဆိုပြန်ပါတယ်။ယောက်ျားဆိုရဲ့ယထားမောင်းသူတယောက်ကလွဲပြီးမိမအဖို့ပျော်ရည်ကြီးဖြစ်တဲ့တက်ကြမလို့အာဇန်ဟုမှာပူပြီးရေးတင်လာပြီးတော့နာဖိယပတ်တာပူဇော်ရန်ပါလာတဲ့ပန်းစီမီအမွေတိုင်ထုတ်ကြကိုပဲစန္ဒာဒီဝီလက်ထဲကနေပြီးတော့မှလူယူမတက်ပြို့မှုကိုတချို့မိမပြောများဆိုလျင် သူ့ကိုချစ်လွန်ရဲ့ဝမ်းတာနိုင်ကြတော့လေ ဇန္ဒာဒေဝီကတော့ဝမ်းမတာနိုင်ပါဘူးသူတို့ရဲ့ဇက်အစင်လာမဟုတ်တဲ့ကြောင့်မလို့ယထာဘုပြန်တက်ပြီးတော့ဖျားမဖူးပွဲပြန်လာခဲ့ပါတယ်ထို့ကမှအာဇဟုကလည်းပဲမောကြံခဲ့ရပြန်ပါတယ်ကတိရနေ့မှာတော့ဇန္ဒာဒေဝီလေးကအာဇဟုလာနှုတ်ဆက်မိကိုတီးတဲ့အတွက်ကြောင့်မလို့ဖျားပွဲပေါ်ပင်မတော်တော့ပါဘူးအာဇဟုနဲ့ဇန္ဒာဒေဝီတို့ကတော့သူရနဲ့သူတထေသာတထေသမီးတို့ဖြစ်ကြတဲ့အတွက်ကြောင့်မလို့ဒီစကားဒီ အာလီဘာနဲ့ဆန်ဒမိုက်တို့ရဲ့နားကိုချက်ချင်းပေါက်သွားပါတော့တယ်။ဒီတွဲကြောင့်သမီးလေးဆန္ဒဒေဝီရဲ့အခြေအနေကိုမိဘနှစ်ပါးကမျက်စိတောက်ထောက်ပြီးတော့ကြည့်နေကြပါလေ။ဒါပေမဲ့ဘိုင်းကောင်ကြောက်ခီးသမီးလေးကတော့ဆက်တဲ့ချင်းပါလေးရှိတဲ့နောက်ဖယောင်းပွဲကိုပင်သွားတယ်လုံးဝမတွေ့ခဲ့ရပါဘူး။သူအပေါင်းတင်အဆင့်တူဇက်သူကာလာသမီးလေးရဲ့လာခေါ်ဂျာတိတိုင်အောင်ဥပေတမ်းမြင်တစ်ခုခုပြပြီးတော့ရင်းပယ်လိုက်တယ်ကိုသာ တွေ့ရပါလေ။ထို့ကားမိဘနှစ်ပါးကတော့ စိတ်ချသွားကြပါတယ်။ဒါပေမဲ့ဟီလီယဲတထေသာအာဇန်ဟုကတော့စန္ဒာဒေဝီလေးကိုမမြင်ရမနေနိုင်ဖြစ်နေပါတယ်။ဒီဘွားဖရာပွေရဲ့တတိယမြောက်နောက်ဆုံးနေ့နဲ့တဆက်တည်းကျင်းပနေတဲ့နောင်ဖရာပွေတွေမှာစန္ဒာဒေဝီလေးရဲ့မျက်နှာကိုမြင်ကျင်တဲ့အတွက်ကြောင့်မို့လို့နေတိုင်းစောင့်ခဲ့ပါတယ်။နေတိုင်းမျှော်ခဲ့ပါတယ်။ဒီသူမှဘလောက်ပဲမျိုးမျိုးစန္ဒာဒေဝီကိုပေါ်မလာတာကိုတွေးတဲ့အခါမှာမြင်ရတဲ့အခါမှာအာဇန်ဟုကလက်နာကျလာပါတယ်။ ဆာလီစန္ဒာဒေဝီဆိုင်ဒေါ်လီစန္ဒာဒေဝီဆိုင်အဲ့တော့ပို့ဆိုပါတယ်ဆွဲလန်းဆိုင်နဲ့စန္ဒာဒေဝီကို အိမ်မက်မက်ပါတယ်စန္ဒာဒေဝီရဲ့အိမ်မက်အလွမ်းကတော့သူ့ကိုပို့ပြီးဖန်ဆားလာပါတော့တယ်အိမ်မက်ထဲမှာတွေ့ရတဲ့စန္ဒာဒေဝီရဲ့အလှတာအပြင်ထက်ဆယ်ဆလောက်တာနေပါတယ်သူ့ရဲ့အိမ်မက်ခံစားချက်မှာလဲလို့လာတဲ့ခါမှာယခင်ကတဲ့အစတရားမကခံစားလာရပါတယ်သူကမှာတော့သူ့ကိုဘယ်သူမှမနေနိုင်တော့ပဲစန္ဒာဒေဝီနဲ့သာ ်ဒီဘဝမှာမပေါင်းရဘူးဆိုရင်တရားတော့မလို့လို့တမိုင်းမိုင်းတထွေထွေဖြစ်နေပါတယ်။ထိုကဆန္ဒဒေဝလေးကိုတွေ့ကလေးကပင် သူ့ရုပ်ယူပကကသူ့မိဘရဲ့ချမ်းသာကြွားမှုဂျိုဇော့ကိုက်ထရီရှင်းကိုဆန္ဒဒေဝလေးနဲ့သူ့မိဘတို့သိရှိပါကဘလို့မှညင်းပေစရာအကြောင်းမရှိဘူးဆိုတဲ့ယုံကြည်ချက်နဲ့မိဘနှစ်ပါးကိုဖွင့်ပြောပြီးတော့နားဖောက်ခိုင်းပါတော့တယ်။သူ့ရဲ့သားကယုံကြည်မှုပြည့်ရှိတယ်လို့သူ့အဖေဟီလီတရိုက်တထဲကြီးကလည်းယုံကြည်ပါလေ။ အာလီဝါနဲ့ဇန်မွေတို့ကတော့တထေးဆိုပေမဲ့လည်းပဲသူတို့နဲ့ဆက်လျင်ပစ္စည်းဥစ္စာတို့ကဆေးပုံးတဘုံမျှပင်မရှိပါဘူးပြီးတော့သူသားရုပ်ရည်ရဲ့ခန်းကျော်ထေဝါမှုဘုံမရမျိုးရဲ့အနောက်ဘက်တခွင်ကလာပြီးတော့မှဆက်ဟကြတဲ့တထေးသမီးတွေကလည်းပဲဒုနဲ့တဲ့သူ့အနေမှာသူသားစိတ်တိုင်းကြသူသားစိတ်ကြိုက်နဲ့မှတာပေးရမယ်ဆိုပြီးတော့မှမျိုးတူဇက်တူကိုငွေတူတဲကသူ့တားကိုအမြဲတမ်းပြတ်တမင်းမြန်လာရာအခုဆိုရင် စေဦးတော်မကားတော့ပါဘူး သူတကဤသည့်တထေသမီးကိုမှမကြိုက်ခဲ့ပါဘူးခြေလက်အင်္ဂါမျက်နှာနဲ့ကိုယ်လုံးတစ်ခုခုကိုအကြောင်းပြပြီးတော့ညင်းခဲ့သလိုလိုအပြုတ်မူအနေထိုင်နဲ့နောက်ဆုံးမှစိုက်ပိုင်းဆိုင်ရာမာနကြီးသည်လင်သားအပေါ်နိုင်လိုထန်ရင်ပြုတ်လာနိုင်သည်လျက်ပေါ်လိုဘဟုသောအတွင်တဒန်ရှိသည့်အစရှိသည့်ဖြင့်ကြီးကြကြံကြပုံသားတွေအပြစ်ရှာသလိုသူသားကအစိစက်ရန်ယူရခဲ့သမျှတတော်သူမီးတွေကိုအပြစ်ရှာရဲ့ညင်းခဲ့ပါတယ်အခုအာလီဘာနဲ့ဆန်မိုက်တို့ရဲ့တနမီး စန္ဒာဒီဝင်းနင်းတွေ့မှသာသူ့တော်ကမစားနိုင်မအိတ်နိုင်လောက်အောင်ဇွေလန်တန်တာဖြစ်နေတဲ့အခါမှာ အဖေဖြစ်သူကပါစန္ဒာဒီဝီလေးကို မြင်ချင်းကြည့်ချင်ဆိုင်ပေါ်လာပါတော့လေစန္ဒာဒီဝီလေးကပုံမြင်လေးကနတ်မိမေလေးလောက်များချောမောလှပနေလားဆိုလို့ဟီတွဲတထေးကြီးကထင်မြင်လိုက်ပါတယ်။ဒါကြောင့်မလို့အသားရဲ့ဆန္ဒအတိုင်းအာလီဘန်နဲ့ဆန်မိုက်တို့စီတွားပြီးတော့ဒါအတွက်မိမတောင်းကြရပါတော့တယ်။ ဒါပေမဲ့တထေးကြီးခမားချွေးမလောင်းကိုပဲမမြင်ခဲ့ရပါဘူး။ဇမ်မတူတီကိုအကြောင်းပြပြီးတော့အာလီဘာနဲ့ဆန်နမိုက်တို့ကငင်းလိုက်ကြပါလေ။အာဇန်ဟူရဲ့အဖေတထေးကြီးရဲ့ဇာတိကဘွန်မရင်းမျိုးသားမဟုတ်ဘူး။အာရီယန်နေဘွားလည်းမဟုတ်ပါဘူး။ခေါမအယောမနေတဲ့ဂရိပီကဖြစ်ပါလေ။ငယ်စဉ်ကခေါမချီယောမချီလာရောက်တဲ့ရွက်သိမ်းမိုးကြီးတွေကိုကြိုးချီလေထိုးမျိုးရိုးပီဇာတာဖြစ်ပါလေ။အကြောင်းကတော့ဇန်တင်ပီဇာပါ။ဒါကြောင့်မလို့လည်းပဲ ခေါမအယောမရရဲ့အပြုမူနေထိုင်ရှိပါလေဇံမျိုးရုပ်ကိုအဓိက ထားတဲ့သူမဟုတ်ပါဘူးဒါကြောင့်မလို့ဒါဆိုနဲ့ဒီတစ်ချက်ကိုတတိမမှုပြရာကနေပြီးတော့မှအချက်ရလာခဲ့ပါလေဒုက္ခဒေါသအလျောက်ဂျံမိဂျံရဂျံလီပါတော့တယ်သူသားရဲ့တမိုင်းမိုင်းတထွေထွေဖြစ်နေတာကိုမြင်နိုင်လဲအာလီဘာနဲ့ဆန်တမိုက်တို့ဘူဒေါသထွက်ခဲ့ရပါလေဒါကြောင့်မလို့ရှန်နာဒီဝီလေးကိုငါသားကရာကူရစေရမယ်အချိန်ကာလအနည်းငယ်ပဲစောင်းဆိုပြီးတော့မှ ဇန္နာဒေဝီဖရာကျောင်းတကြောင်ကျောင်းဒါမှမဟုတ်ဖရာပွဲတပွဲပွဲအလာကိုသူ့တပည့်သားတွေကိုစောင့်ကြည့်ခိုင်းတာပါတယ်။လီတွဲတထေးကြီးရဲ့အကြံကတော့ဖရာကျောင်းဖရာပွဲတစ်ခုခုလိုလာတဲ့ဇန္နာဒေဝီလေးကို အထင်းအာရမယထာနဲ့တင်က မြေဆိုင်ကိုခေါ်သွားမယ်။သူဒီငယ်ဆိုင်ကပဲခေါမယောမတွေမှာကျင်းလေလာခဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ခုအာရီယာနိုင်ငံကဟီလီတရိတ်တောင်တန်းနဲ့ဟိမဝါဒဟိမဝန္တာတောင်တန်းကြားအမွေးကြိုင်ဆန်တခုနဲ့တွေကို ကောမယောမတို့တင်ပို့နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကောမယောမနဲ့တထေးမိုက်ဆွေကုံတွေရှိပါတယ်။ဒါကြောင့်မလို့ဘင်းသားနဲ့မြေဆိုင်တွေကိုတင်လာတဲ့ဆန္ဒဒေဝီလေးကိုတူတာနဲ့အတူသုံးရက်တိုင်တိုင်ရွတ်တင်ပို့ကြီးနဲ့ကောမယောမတနေရာကိုပို့ထားလိုက်မယ်။ဒီလိုဆိုရင်အာလီဘာနဲ့ဆန္ဒမိုက်တို့ကဘာမှမတတ်နိုင်တော့ဘူး။ဟီလီတွဲတထေးကြီးကကောမယောမနေဖို့ပြီးပြီးကောမယောမသားတို့ရဲ့အကြံနဲ့ဒီအစီအစဉ်ကိုစီစဉ်လိုက်ပါတယ်။ သူရဲ့တောက်ရလည်းပဲဒီအချမ်းစီတွေကိုအလုံးစုံပြောပြထားပါလေသူရဲ့တောက်ကတော့ဆန္ဒဒေဝီလေးဆိုရင်အသေးရရအရှင်ရရဆိုပြီးပြောထားတဲ့အတွက်ကြောင့်မလို့အဖေအတွေ့အပြေးပါသူပြပြီးဒီလိုမျိုးအချင်းဆိုးအချင်းရုပ်ကိုဒီအစီအစဉ်ကိုလက်ခံလိုက်ပါတော့တယ်ဒီနေ့ပြောပြပေးခဲ့တဲ့ဟာတော့ရှရာဖို့ချိုအေးသားထားတဲ့ကိုတုံဂရေတို့မဟုတ်ရေအောင်မျိုးလို့ဆိုရဲစာအုပ်အပိုင်း9ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ် ဗီဒီယိုကိုအစဆုံးနားဆင်ပေးခဲ့ကြတဲ့အတကြောင့်မလို့ကျေးဇူးအထူးတင်ရှိပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြဖို့အတွက်ဖိုက်ခေါ်လိုက်ရပါတယ်ခင်ဗျာ။